ကိုဘာပဲလှုပ်လို့ကောင်းတာလှုပ်လို့မကောင်းတာလှုပ်လို့လို့သည်မြကံရဲ့အကျိုးဆက်ကိုကိုပဲခံရမယ်ကိုပဲဆန်ရမယ်ဟောဒါသူ့ရဲ့အမွေခံပဲကံရဲ့အမွေခံပဲဖြစ်ရမယ်လို့ဒီအမြင်ကိုမြင်မှုလွတ်တယ်ဒါကိုကမ္မတကတာသမာဓိတို့ခေါ်တယ်ကိုလှုပ်တာကိုနဲ့သာသက်ဆိုင်တယ်လို့ မြင်တဲ့အမြင်ဟာဘလို့တမိုးရှိတယ်လဲစဉ်းစားကြည့်ဆန်ချမနဲ့တွေးကြည့်ကိုလုံးထာကိုနဲ့မပတ်သက်ဘူးလို့ငင်းွယ်လိုက်တဲ့ပုဂ္ဂိုလ်တူတယောက်ဟာသူတော်လူကောင်းဖြစ်ဖို့မရှိနိုင်ဘူး။ဒါကြောင့်လို့ဆိုတော့ကိုလုံးထာကိုနဲ့မပတ်သက်ဘူးလို့ဆိုတဲ့အမြင်ရှိရင် ကောင်းတာလုပ်လဲကောင်းတာရမှာမဟုတ်ဘူးမကောင်းတာလုပ်ရဲမကောင်းကျိုးမခံရဘူးဆိုတဲ့ပုံကိုတယောက်သိသူလှုပ်ချင်တာတွေလှုပ်တော့မှာပေါ့သူလှုပ်ချင်တာအကောင်းလားအဆိုးလားဆိုတာလူဆိုတာအဆိုးကိုသာလှုပ်တာများတယ်တွေ့တာကအဆိုးကတွေ့တာကိုနော်အဲ့တော့အဆိုးကိုလှုပ်တဲ့ဆိုကြတဲ့ကသူကလူတော်လူကောင်းဖြစ်ဖို့မရတော့ဒါကြောင့် ကောင်းတာလုံးမှကောင်းကျိုးရတယ်မကောင်းတာလုံးရင်မကောင်းကျိုးရလိမ့်မယ်ဆိုတဲ့ကမ္မတက္ကတသမ္မာဒိဋ္ဌိအမြင်ဟာလူတော်လူကောင်းဖြစ်အောင်လမ်းခင်းပေးထားတာဖြစ်တယ်အကယ်၍တချို့ပုဂ္ဂိုလ်တွေမြင်သလိုပေါ့ကောင်းတာလုံးလဲကောင်းတာမဖြစ်ပါဘူးဆိုတာလုံးလဲဆိုတာမဖြစ်ပါဘူးမဟုတ်တာလုံးတဲ့လူတွေကြီးပွားနေတယ်ဟုတ်တာလုံးတဲ့လူတွေဆင်းရဲနေတယ်ဆိုတော့ ဒီအတွေးလေးနဲ့ကံကံရေးကျိုးငင်းပဲ့မှုတွေနဲ့ဖြစ်တတ်သေးတယ်နော်သို့သောစဉ်းစားရမှာအခုတည်းပင်ဆိုင်ဒီနေ့ဆိုင်ဒီနေ့ပင်ပေါ့ပြီးတည်သည်ဆာရပါမလားမဆာရဘူးအချိန်ဆိုတာရှိသေးတယ်နော်အချိန်ဆိုတာရှိသေးတယ်ဆိုတာလုတ်ပြီးကောင်းကျိုးချမ်းသာရနေတဲ့ပုဂ္ဂိုလ်ဟာရှိတော့ကအကျိုးဆက်တွေကိုခံစားနေတာဒါဖြစ်တယ် ကောင်းတာလုပ်ပြီးဒုက္ခရောက်နေတဲ့လူတယောက်ဟာလည်းပဲရှေးရခင်ကလုပ်ခဲ့တဲ့အကျိုးဆက်တွေကိုခံစားနေရခြင်းသာဖြစ်တယ်လို့ဒီလိုနားလည်ပြီးတာဖြစ်တယ်။အဲ့လိုနားမလည်ဘူးဆိုလို့ရှိရင်ကံကံအကျိုးညင်ပဲ့တဲ့ပုံကဖြစ်သွားတယ်။အဲ့တော့ကိုယ့်ဘဝကိုဆန်းစစ်ကြည့်။လူတိုင်းလူတိုင်းဟာကိုယ့်ဘဝကိုဆန်းစစ်ရမှာကမ္မတက္ကတာတမဒိဋ္ဌိနဲ့။ဟုတ်ပြီ။ ကောင်းတာလုပ်ရင်ကောင်းညွတ်ရတယ်မကောင်းတာလုပ်ရင်မကောင်းညွတ်ရတယ်ဆိုတို့တွေဟာဘာတွေလုပ်နေတယ်တနေ့တောင်မှကောင်းတာတွေကြီးလုပ်ထလားဆိုးတာတွေရောလုပ်သလားကိုယ့်ကိုအမှန်တရားစ조사ဖို့ယေရှုဘုရားကတော့ဟောတယ်ဥပ္ပောပုံဉ္စပပင်းစယံမေသောကုရုတိဣဒံတရဝတ္တဥဟာဒီလောကတရဝတ္တဥဟာ ပပလို့ဆိုရဲမလို့တင်တာလေးလည်းလုပ်တယ်ပုံညာလို့ဆိုရဲလုပ်တင်တာလေးလည်းလုပ်တယ်ကောင်းတာလည်းလုပ်တယ်ဆိုးတာလည်းလုပ်တယ်ကောင်းဆိုးမျိုးလုံးလုပ်ကြတယ်ပုရုษရှင်မှန်သမျှအကောင်းကြီးလုပ်တာဆိုတာမရှိနိုင်အစိုးရရတော့ပါအောင်ပါနော်စားစားတဲ့အချိန်မှာခန္ဓာကိုယ်အကျိုးပြုတာတင်ပါတာမဟုတ်ဘူးအကျိုးမပြုတာဒီလေစားမိမှာပဲ အဲ့တော့ပုထုဇဉ်ဆိုတဲ့အတိဘယ်ကိုကမကောင်းတာအဖြစ်များလို့ပုထုဇဉ်ခေါ်တာဟုတ်ပုထုဇဏမကောင်းတာတွေဖြစ်များနေအဲ့ဒါကိုပြောင်းပြစ်နိုင်အောင်ကြိုးစားကိုယ့်အကိုဆင်ញင်သုံးသပ်ပြီးဒီတစ်ခုလုံးတယ်ဟုတ်ပြီကောင်းတာလည်းလုံးတယ်ဆိုးတာလည်းလုံးတယ်လုံးပြီးပြီးသွားရလားဆိုဘယ်ပြီးမလဲတင်ကြီးတတ်တတ်ကံဟောတိကိုလုံးတဲ့ကံတရားတွေဟာ ကိုယ့်ရဲ့ရင်းနဲ့နှလုံးထဲမှာအရိတ်ထင်ပြီးတော့ကြံ့ညစ်ပြီးနော်ပျောက်သွားတာမဟုတ်ဘူးပုံရိပ်တွေထင်သွားပြီးတို့ဆိုလိုတယ်ခင်ရှင်နေနဲ့နားလဲအောင်ပြောလို့ရှိရင်ရှင်ထဲမှာ CCTV တတ်ထားတယ်တို့သာမှတ်တာမကောင်းတာလုပ်ပြီးလိန်လို့မရဘူးကောင်းတာလုပ်ရင်လည်းလိန်လို့မရဘူးနော်ခြင်းထက်မဲ့တော့မကြိုးစားနဲ့ အဲ့ဒီမှာဗာလုတ်လုတ်လူတွေရဲ့ရင်ထဲမှာမှတ်တမ်းတင်တာရှိတယ်မှတ်တမ်းတင်မိတာဖြစ်သွားတယ်ကောင်းတဲ့ပုံရိပ်တွေမကောင်းတဲ့ပုံရိပ်တွေဟာရင်ထဲမှာရောက်သွားအဲ့တော့ကိုလုံးသမ ्या တွေဟာနောက်ဘဝပါသွားဖို့ဆိုတာဘယ်နေရာမှာရှိနေတာတော့မေ့ချနှလုံးသားထဲမှာရှိနေတာလား အုံနောက်ထဲမှာရှိနေတာအုံနောက်ဆိုတာပြက်ချင်းပြက်သွားတာပဲလေနှလုံးသားဆိုတာလဲခွဲစိတ်ကူတာရတာမျိုးတွေရှိရတယ်သိရင်အုံနောက်ကလည်းလုံမလုံတော့နှလုံးကလည်းလုံမလုံတော့အဲ့ဒီအုံနောက်နဲ့နှလုံးကလည်းသိရင်မိသကြိုတွေထဲပါမသွားဘူးလားဒါပြင်ကံတရားတွေပြန်ပါသွားမလားအုံနောက်ထင်မှာနှလုံးသားထဲမှာပါသွားမလား ိုက်ပါသွားရင်တော့အေးတာပေါ့နော်တပွားတယ်မြတ်စွာဘုရားကတင်ကြီးတတတကံဟောတိကိုလို့တာကိုထဲမှာကိုပုံရိပ်တိကိုရသွားတယ်ဘယ်မှာဒီပုံရိပ်တိကထင်သွားတော့ဆိုကုသိုလ်အကုသိုလ်ကံရဲ့ပုံရိပ်တိစိတ်အစဉ်မှာဖြစ်သွားတာမင်းတဲ့ process လို့ခေါ်တဲ့စိတ်အစဉ်နဲ့နော်စိတ်ရဲ့ဖြစ်စဉ်ကြီးတွေမှာဒီအေယဝရီမြကြီးစီးဆင်းနေတဲ့အချိန်မှာ ရေးရစီးနေမပြတ်စီးနေအဲ့လိုပဲကိုယ့်ရဲ့ရင်ထဲမှာ စိတ်အစဉ်ညံ့မပြတ်ရှိနေအဲ့ဒီမပြတ်တဲ့စိတ်အစဉ်ထဲမှာပုံရိပ်တွေပါသွားပြီအဲ့ပုံရိပ်တွေဘလုံးလုံးလိုက်ပြီးတော့ဖြတ်လို့ရအောင်ညာနိုင်နော်မရနိုင်ဘူး CCTV တွေကတော့ဖြုတ်ပြီးတော့ဖြောင်းလို့ရသေးတယ်ရင်ထဲကတော့ဖြောင်းလို့မရဘူးဒါမှပဲအဲ့တော့ဒီဘဝထင်တဲ့ပုံရိပ်တွေဟာ လူသေးသွားတော့ပျောက်သွားရောလားလို့ဆိုပြောဆိုဗျာတင်ဆာအာရယခိစတိဒီပုံရိပ်တွေဟာသူနဲ့အတူပါသွားလိမ့်မယ်တဲ့ပါသွားမှာပဲတင်ဆတ်တာအနုကံဟောတိဒါရီကနောက်ကဘဝတန်တဲ့ဟာဆက်ဆက်မှာပါသွားပြီအယိတ်ပမာလိုက်နေမှာဖြစ်တယ်ဒါကြောင့်မို့ပုံရိပ် မကောင်းတဲ့ပုံကိုယ်တွေဟာဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရပြီပုံရိပ်ကောင်းတဲ့ပုံကိုယ်တွေသာချမ်းသာဒုက္ခရရှိမှာဖြစ်တယ်ဒီပုံရိပ်တွေကြည့်ပြီးတော့ဘဝမှာအကျိုးပေးမှုတွေဖြစ်တယ်ဒါကိုပဲမြတ်စွာဘုရားကရှင်ကမံဂရိတန္တိကလျာဏဝပပကံဝတတကမတဒါတာပွေတန္တိဆိုဒါကိုဟောတာနော်ကောင်းတာလုံးလုံးမကောင်းတာလုံးလုံးထိုလုံးတည်းများကုသကံအကုသကံတို့ရဲ့ အမွေကိုလုံသူခံရမယ်ဆိုတာဒါအဲ့ဒါကံကံအကျိုးလက်ခံတယ်ဆိုရင်မြတ်စွာဘုရားရဲ့ဆုံးမတယ်အလုလက်ခံထားတဲ့ကမ္မသက္ကတသမ္မာဒိဋ္ဌိအမြင်ရှိမှဘုဒ္ဓဘာသာဆိုတာဖြစ်နိုင်တယ်ကမ္မသက္ကတသမ္မာဒိဋ္ဌိအမြင်မရှိရင်ဘုဒ္ဓဘာသာမဖြစ်ဘူးဘုရားန္တရဏံကိသမိဆိုနေပေမဲ့လို့ကံမယုံကြည်ဘူးဆိုရင်ဘုရားဘာသာဆက်ဖြစ်ဖို့ ရသဗျာကိုယ်တိုင်ကကံကံရေးကျိုးအလေးနဲ့ထားပြီးအချိန်ကအပြင်ဟောကြားခဲ့တာဖြစ်တယ်။ဒါကြောင့်မို့ကံကံရေးကျိုးယုံကြည်လက်ခံခြင်းဆိုတဲ့သိမြင်ခြင်းဆိုတဲ့ကမ္မတက္ကရသမထေတိရှိရ